UFC မှာဂရက်ထသွားတဲ့လှုပ်ပွဲကစားမှုတန်တရာပြီးခဲ့တဲ့အပတ်တနင်္ဂနွေနေ့17လပိုင်း2ရက်နေ့က UFC Fight Night 110 Main Card တွဲဆိုင်မှာ Featherweight တန်ပွဲစဉ်အနေနဲ့နဗန်း background နေလာတဲ့အမေရိကန်နိုင်ငံသား Isaac Tugarian နဲ့ကျူဘာကတက်လို့ fighter ဖြစ်တဲ့ Dae Darrero ထိုးခဲ့ကြတယ်။လောင်ကြီးသတ်မှတ်တဲ့အဖွဲ့အစည်းတွေကလူကောင်ပိုကြီးတဲ့အမေရိကန်သား Dagradian ကို heavy favorite အနေနဲ့ကိုအထက်ကြီး -255T ဖောက်ပေးခဲ့တယ်။ပေါက်ကျင်းနဲ့မရင်နီးသေးတဲ့သူတွေအတွက် UFC ပွဲတွေရဲ့ပေါက်ကျွေးတွေကိုကျွန်တော်အကျဉ်းချုပ်လေးကျွန်တော်ရှင်းပြမယ်။နိုင်ဖို့ရာဂိုင်နှုန်းများတဲ့ fighter တွေကို favorite အနေနဲ့အထက်ကြီးပေါက်ပြီးတော့ရှုံးဖို့ရာဂိုင်နှုန်းများတဲ့ fighter တွေကို underdog အနေနဲ့အောက်ကြီးပေါက်တယ်။အထက်ကြီးကိုပေါက်တဲ့ fighter တွေကို minus နဲ့ပြပြီးတော့အောက်ကြီးပေါက်တဲ့ fighter တွေကို plus နဲ့ဖော်ပြလေးရှိတယ်။တွက်တဲ့ပုံစံကဒေါ်လာ100ကိုအခြေခံပြီးတော့တွက်တာပါ။ဥမာ fighter တအူးက minus 200ပေါက်တယ်ဆိုပါတော့ ကိုကသူ့ဘက်ကိုဒေါ်လာ100လောက်လောင်ကြီးတင်လို့နိုင်ခဲ့ရင်ဒေါ်လာ100ရပါတယ်။ကိုတင်တဲ့လောင်ကြီးအပဝင်စုစုပေါင်းဒေါ်လာ300ပြန်ရတဲ့သဘောမျိုးအလားတူပဲ +200 တန်အောက်ကြီးပေါက်နေတဲ့ fighter တအူးဘက်ကဒေါ်လာ100လောင်ပြီးတော့နိုင်ခဲ့ရင်လောင်ကြီးအပောင်းနိုင်တဲ့ငွေစုစုပေါင်းဒေါ်လာ300ပြန်ရတာပါဆိုတော့ဒေါ်လာ100မြတ်တယ်ပေါ့အကောင်ဆုံးကတော့ wrench bike ရဲ့ပေါက်ကြေးပါဥမာ2.2ပေါက်တယ်ဆိုရင်လောင်းမဲ့ဂျင်းနဲ့ကိုလောင်းမဲ့ပမာဏနဲ့မြောက်လိုက်အဲ့ဒါကကိုနိုင်ရင်ပြန်ရမယ့်ဂျေးပဲအဲ့ဒါပိုရှင်းတယ် ထားပါကျွန်တော်တို့ပြောချင်တဲ့အကြောင်းကိုကျွန်တော်တို့ပြန်ဆက်ရအောင်သူတို့နှစ်ယောက်ပွဲထိုးကန်နေနိုင်ပိုင်းလောက်အလိုမှရုတ်တရက်ကြီးပေါ့နော်ဒီနှစ်ထဲက UFC ပွဲဦးထပ်မှာနိုင်ထားပေမဲ့အတွေ့အကြုံအရနည်းသေးတဲ့ Devar ရဲ့ဘက်ကနေပြီးတော့ launch တွေစုပြီးတော့ဝင်လာတယ်အထူးသဖြင့် Devar ရဲ့ကပထမချီမှာနိုင်မယ်ဆိုတဲ့ launch တွေကပို့ပြီးတော့ များတယ်တခုတတိထားရမှာကဒါဂရေဒီယန်ကဖိုက်တာဘွားမှာတစ်ခါမှပွဲဖြက်ခြင်းခံထားရတာမျိုးမရှိဘဲနဲ့အမတ်နဲ့ပဲတပွဲပဲရှုံးမှုထားသေးတယ်ဒါကြောင့်မလို့ DraftKings တို့လိုမျိုးလောင်ကစားကုမ္ပဏီတွေဘက်ကပထမအနေနဲ့ဒါဂရေဒီယန်ဘက်ကနေပေါက်ကြီးကိုတဝက်လောက်တိရှော့လိုက်ပေမဲ့မရတဲ့အဆုံးမှာလောင်ကြီးကိုပါပိတ်ချလိုက်တယ်ပွဲစားပြီးပထမအချီလောက်မှာပဲဒဲဖာရဲကဒါဂရေဒီယန်ကို Real Nike ချုပ်နဲ့အလွယ်တကူပဲနိုင်သွားတယ် ပွဲကြီးပရိသတ်အတယောက်အနေနဲ့ကြည့်မယ်ဆိုရင်တော့ဒါဂေရီယန်ကရီယာနီကဲချုပ်ကိုတတ်နိုင်သမျှတော့သူရုံးကန်ပြီးတော့စ조사ခုခံပေမဲ့နောက်ဆုံးတော့လက်ပုတ်ပြီးတော့အရှုံးပေးလိုက်တဲ့ပုံပါပဲပွဲကိုကြည့်မယ်ဆိုရင်တော့လုံပွဲလို့တော့ပြောလို့ရတဲ့တန်တရားတိတ်ပြီးတော့မတွေ့ရအောင်ဒါပေမဲ့ပွဲပြီးမကြခင်မှာပဲပေါက်ကျင်းရုတ်တရက်ပြောင်းသွားတဲ့ကိစ္စကိုတန်တရားစိတ်နဲ့ဆိုရှယ်မီဒီယာပေါ်မှာကြည်ကြဲလောင်လောင်နဲ့ဝေဖန်တန်တွေထွက်လာတယ်လောင်ကစားကွန်မြူနတီတချို့ကလည်းအဲ့ပွဲကိုလောင်းထားတဲ့လောင်ကြီးတွေကိုပြန်ထုတ်ပေးခဲ့တာမျိုးတွေရှိတယ်အဲ့ဒီကိစ္စပေါ်မှာ UFC ဘက်ကချက်ချင်းမတုံ့ပြန် သေးပေမဲ့နောက်ရက်မှာပဲဒါဂေရီယန်ကိုထုတ်ပယ်လိုက်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတယ်အဲ့သတင်းကိုလွှင့်လိုက်တယ်ဖုံးလိုက်တဲ့အကြောင်းရင်းကတော့ပွဲရှုံးလို့ပါတယ်ယုံကြည်တော့မရှိဘူးနောက်နှစ်ရက်ကြာမှဒေနာဝိုက်ကအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တရားဝင်ထုတ်ပြောလာတယ် UFC ကသူ့ရဲ့ပွဲတွေကိုအလောင်းစားလုပ်တဲ့အပေါ်ကိုစောင့်ကြည့်လေ့လာပေးတဲ့ IC360 ဆိုတဲ့ဝန်ဆောင်မှုလုပ်ငန်းလေးတစ်ခုနဲ့တွဲလုပ်နေတာမျိုးရှိတယ်။ပွဲမတိုင်ခင်နိုင်ပိုင်းလောက်အလို့မှာအဲ့အဖွဲ့စည်းကနေပြီးတော့ Dana White စီကိုအပေါ်ကပြောခဲ့တဲ့မူမမှန်တဲ့လောင်ကြီးကိစ္စတွေကိုသတင်းပို့လာတယ်။ Dana White ကလည်းချက်ချင်း Isa Dagrenian နဲ့သူ့ရဲ့ရှင်းတွေကိုဖုံးခေါ်ပြီးတော့ဘာဖြစ်တာလဲ။မင်းပွဲနဲ့ပတ်သက်ပြီးတော့လောင်ကြီးတွေတန်တရားဖြစ်စရာတွေတွေ့နေတယ်။မင်းထံရရထားလို့လား။တယောက်ယောက်ကိုအကျွေးပေးဖို့ရှိလို့လားဆိုပြီးတော့လှမ်းပြီးတော့မေးတယ်။ဒါမှမဟုတ်ဘူးဆိုရင် မင်းတရားရောက်နယ်လုပ်ပွဲစော့ဖို့အတွက်သဘောတူညီထားလားမင်းကိုကမ်းလှမ်းထားတာရှိလားဆိုပြီးတော့မေးတယ်ဒါကလေးကမဟုတ်ဘူးကျုပ်အဲ့ကောင်ကိုလဲထိုးပြီးအနိုင်ယူပြမယ်ဆိုပြီးတော့ပြန်ပြောတော့ဒေနာဝိုက်ဘက်ကလည်း okay ပေါ့နော်အဲ့လိုလေးနဲ့သူစက်နေလိုက်တယ်ဒါပေမဲ့ပွဲကထင်ထားတဲ့အတိုင်းပထမအချိန်မှာပဲ အလဲထိုးနဲ့ရှုံသွားတော့ဒေနာဝိုက်ဘက်ကနေပြီးတော့ FBI ကိုတခါတည်းခေါ်ပြီးတော့အစီအွေးချက်ချင်းလုပ်တယ် UFC တမိုင်းမှာလှုပ်ပွဲကစားခဲ့တယ်လို့ဖော်ထုတ်အတည်ပြုလို့ရတယ်ပွဲတော့မရှိခဲ့ပေမဲ့လှုပ်ပွဲလို့ကောလာဟာလာထွက်ခဲ့တဲ့ပွဲတွေတော့အများကြီးရှိခဲ့ပူပါတယ်ဒါပေမဲ့အခုဖြစ်တဲ့ဖြစ်ရတဲ့အလားတူဖြစ်ရမျိုးက2022နှစ်ကိုပိုင်းမှာတခါဖြစ်ခဲ့ဘူးတဲ့ဖြစ်ပုံက UFC fighter ဟောင်းတယောက်ဖြစ်တဲ့ Jane Cross က2020မှာ fighter ဘွားကနေပြီးတော့အနားယူပြီးတော့ကိုပိုင်ဂျင်ထောင်ပြီးတော့နှိပြလောက်ကင်နေတယ်တစ်ဖက်ကလည်းအလောင်းစားပွဲတွေအတွက် UFC ီပွဲတွေကိုခံမှန်းပေးတဲ့အခပေး online group တစ်ခုဖွဲ့ထားတာရှိတယ်။2022ခုနှစ်နိုဝင်ဘာလထဲမှာလုပ်တဲ့ UFC ပွဲမှာသူ့တပည့် fighter ဖြစ်တဲ့ Derek Miner ဆိုတဲ့လူတယောက်ရဲ့ပွဲပါတယ်။ပွဲမတိုင်ခင်ပြိုင်မဲ့ဖြစ်သူ Derek Miner ကိုပထမအချီမှာပဲပွဲသိမ့်မဲ့လောင်ကြီးတွေကအစုလိုက်ပဲဝင်လာတယ်။အခုတိုင်ပဲတကယ်တမ်းထိုးတော့လေပထမအချီ10မိနစ်ကျော်မှာပဲ Derek Miner ကအလဲထိုးနဲ့ရှုံးသွားတယ်။ဒီကိစ္စကအတော်ကြီးခရက်ထသွားတော့ UFC ကနီဘာဒါပြည်နယ်အာဂါဒါကော်မရှင် FBI တို့နဲ့ပေါင်းပြီးတော့ စုံစမ်းစစ်ဆေးရေးတွေချက်ချင်းဝင်ပါတယ်အဲ့တော့မှပေါ်လာတာက direct miner ကအလုံးထင်ထားတဲ့အတိုင်းပါပဲပွဲမတိုင်ခင်မှာဒူးတန်ရာဆော့ဆော့ဝါဝါရသွားတာကို UFC ကိုမပြောဘဲနဲ့ထိန်ချန်ထားခဲ့တယ်ဒါပေမဲ့နီးပြ Jane Cross ကအဲ့ဒီအကြောင်းကိုလောင်းကစားဂရုတစ်ခုမှဖြန့်လိုက်ပုံရပါတယ်ရလက်ကတော့ UFC က Jane Cross နဲ့သူ့ရဲ့ဂျင်ကိုရာတပ်ပန်ဘန်းလိုက်တယ် သူ့ရဲ့ဂျင်မှာလေ့ကျင့်နေတဲ့ဘဲဖိုက်တာမဆို UFC မှာထိုးခွင့်မရှိဘူးဆိုပြီးတော့ပါထပ်ပြီးတော့ဘန်လိုက်တယ်။ဒဏ်ရာရတာကိုမပြောဘဲနဲ့ထိန်ချန်ခဲ့တဲ့ Direct Miner ကိုလည်း UFC ကနေထုတ်လိုက်သလိုပြည်내အားကစားကော်မရှင်က26လတတိပွဲပယ်ပြစ်ဒဏ်ချလိုက်ပါတယ်။ဒါတွေမပြီးသေးဘူး UFC ဘက်ကနေပွဲတွေကိုလောင်းတဲ့စီမင်းစည်းကမ်းတွေကိုလည်းထပ်ပြီးတော့တင်ကြပ်လိုက်တယ်။ အဲ့ဒီကတချို့ကတော့ UFC fighter တွေနီးပြတွေအသင်းပေါ် fighter တွေနဲ့ fighter တွေရဲ့မိသားစုဝင်တွေကို UFC ပွဲတွေမှာလုံးဝအလောင်းစားပြုတ်လောက်ခွဲမပြုတ်ဘူးပွဲထိုးမဲ့ UFC fighter ရဲ့မိသားစုဝင်တွေနဲ့ရင်းနှီးတဲ့ message တွေကိုလည်းစောင့်ကြည့်ခြင်းခံရမယ် fighter တွေရဲ့အတွင်းသတင်းတွေဥပမာဒဏ်ရာရထားတာတွေနဲ့နာမကျန်းဖြစ်တာတွေကိုကာယကရှင်တွေကဘယ်သူ့ကိုမှပြောပိုင်ခွင့်မရှိဘူးအကဲပြောခဲ့ရင်ကြီးလေးတဲ့ပြစ်မှုကျူးလွန်တာဖြစ်မယ်အကဲ fighter တအိုးကပွဲမတိုင်ခင်မှာဒဏ်ရာရခဲ့ရင် UFC ကိုရိုးရိုးတက်တာနဲ့တင်ပို့ရမယ် ိန်ချန်ခဲ့ရင်တော့အပြစ်ပေးခြင်းခံရမယ်။ Now UFC အနေနဲ့အဲ့ဒီကိစ္စအပြီးသူ့ပွဲတွေပေါ်အလောင်းစားကိစ္စတွေကိုစောင့်ကြည့်တဲ့ကုမ္ပဏီတွေပြည်နယ်အားကစားကော်မရှင်လောင်းကစားကုမ္ပဏီတွေနဲ့တွဲပြီးတော့အလုပ်လုပ်ခဲ့တယ်။အကိမူမမန်နဲ့အလောင်းစားကိစ္စမျိုးတွေပေါ်ပေါက်လာရင်တည်င်းပို့ပြီးတော့ချက်ချင်းစုံစမ်းဖို့ပါ။ UFC အနေနဲ့တခြားကိစ္စတွေထက်ဒီကိစ္စကိုဘာလို့အလေးအနက်ထားပြီးကင်တွယ်ရတယ်လဲဆိုရင်ရှင်းပါတယ်။လုံပွဲကစားတဲ့အဖွဲ့အစည်းဆိုပြီးတော့မြောင်နဲ့ရောက်သွားမှကြောက်လို့ပါ။အခုကိစ္စကိုလည်းဒင်နာဝိုက်ပြောပုံအရာကတော့ဒါဂေဒီယန်အတွက်တိတ်ပြီးတော့အခြေအနေမကောင်းဘူး။ဒင်နာဝိုက်အနေနဲ့ဒီကိစ္စ းစာကိုတကယ်နဲ့အလေးနဲ့ထားပြီးတော့ကင်တွယ်နေပုံရပါတယ်။လုံပွဲကစားတာပုံရင်တော့တရားဆွဲပြီးတော့ထောင်ချသည့်အထိလုံသားမယ်လို့လည်းပြောပါတယ်။အဲ့လိုသားဆိုရင်ဒါဂရီရဲ့အနေနဲ့ဒီသက်သက် MMA ထိုးလို့ရမယ့်အခြေအနေမရှိတော့တဲ့သဘောမျိုးပါ။ Fighter တွေအနေနဲ့ကရနေတဲ့ထိုးချေကိုမကျေနပ်တာမှန်ပေမဲ့ကိုရနေတဲ့အနေထားကိုတော့ကျေနပ်သင့်တယ်။မယုံမသားလုံးမရင်ဘဝပြတ်သွားနိုင်တဲ့အခြေအနေတွေရှိနေပါတယ်။နေရတာပါ။သူတို့ပွဲကိုကြည့်ချင်ရင်ကျွန်တော် comment မှာ Telegram link လေးခြားထားပေးပါမယ်။တတ်တာ